မင်္ဂလာပါခင်ဗျကျွန်တော်တို့ပါတီရဲ့ဘူဝရဆိုင်ရာဘူရကျင်ညာချက်အများကတော့ manifesto ပေါ့ဗျာဒါနဲ့ပတ်သက်လို့မကြာခဏမေးကြမြန်ကြတယ်ကျွန်တော်တို့ကလည်းဟိုဖြေပေးတာပေါ့လေဖြေပြီးတော့တဆက်တဆက်တည်းမဖြေရမယ့်ねခန္ဓာတစ်ခုစီကြွကြကြွကြဖြစ်နေလို့ဖြစ်နေပါတယ်ဒါကြောင့်မလို့တနေ့ကိုတစ်ခုလောက်ပေါ့လေဒီ online ကနေပြီးတော့ပဲရှင်းလင်းပြသွားပေးပါမယ်ဒီပြင်ထဲမှာပဲကျွန်တော်အချိန်နေပေးရင်ပေးသလိုသတင်းစာရှင်းလင်းပဲလုပ်ပြီးတော့လည်းရှင်းပြပါမယ်လို့ဟိုပနာမှာပြောနေပါတယ် ဒီမူဝါဒသဘောထားဆိုင်ရာပြညာချက်ထွက်ဖို့အတွက်ကျွန်တော်ဘယ်လိုစဉ်းစားခဲ့တယ်လဲဆိုတာဒီညမှာကျွန်တော်ကလည်းတင်ပြခြင်းတယ်လေအဲ့တော့ကျွန်တော်ပါတီမှာပါတီအကြီးကဲဘိုင်းရပေါ့ဗျာပြည်တော်စုဝင်ကြီးတာဝန်ထမ်းဆောင်ခဲ့မှုတဲ့အငိမ့်စားဝန်ထမ်းတွေနဲ့ဒီမှာကြိတ်ဖာများစွာတွေ့ပါတွေ့ပြီးတော့ကျွန်တော်တို့အချိန်လေးရရပေါ့သူတို့ကင်တွယ်ခဲ့တဲ့ဌာနတွေရဲ့အချိန်လေးဒါတွေကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်ဆွေးနွေးပါတယ်အလားတူပဲဒုတိယဝန်ကြီးအငိမ့်စားတွေအလားတူပဲအခြားသောအဆင့်အမျိုးမျိုးမှာထမ်းဆောင်ခဲ့တဲ့အငိမ့်စားတွေနဲ့ကျွန်တော်ကြိတ်ဖာများစွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါတယ်။အရိယာတစ်စင်ကျွန်တော်အချက်လက်တွေရပါတယ်။နောက်ဒုတိယချက်ကကျွန်တော်ပြည်တွင်းပြပကျွမ်းကျင်ပညာရှင်များ ਨੇ ကျွန်တော်ရုံးကားမှာပဲကျင်ပြများစွာတွေ့ပါတယ်။အရိယာနေကျွန်တော်တို့အကြံဉာဏ်တွေအများကြီးရပါတယ်။နောက်ကျွန်တော်တို့သိခဲ့တဲ့အချက်လက်တွေပုံမှန်မူတည်ပြီးတော့ကောင်းတင်လိုက်ချပြီးပြီးတော့ဘိုလ်လုံးမှုဆောင်ဖွဲ့ပေါ့။ဒီဌာနချုပ်ကဘိုလ်လုံးမှုဆောင်ဖွဲ့အစည်းအဝေးကျင်းပပြီးတော့အပတ်စဉ်ဘူရူးနေတိုင်းဒါကိုတယောက်ကဆွေးနွေးခိုင်းပါတယ်။ကျန်တဲ့လူကဝိုင်းပြီးတော့မေးပါတယ်။အဲ့ဒါမှကျွန်တော်တို့ အဖြစ်ရှာပါတယ်နောက်ဆုံးကျွန်တော်တို့က way forward ပေါ့အဲဒါမှမဟုတ်လို့ရှင်ကျွန်တော်နောက်ဆုံးကျွန်တော်တို့ကဟို food for thought ပေါ့ဗျာစဉ်းစားစရာအတွေးအစာတွေကျွန်တော်ဆွဲထုတ်ပါတယ်ဆက်လို့ပြီးကျွန်တော်မှတ်တမ်းတင်ပါတယ်အလားတူပဲအပတ်စဉ်ကြာပြီးနေတိုင်းစာအုပ်တုပ်ကိုပေးတယ်ဒါကကျွန်တော်ပါတီစည်းဝေးနဲ့ပတ်သက်တဲ့စာအုပ်ပဲဖြစ်ဖြစ်ပါတီတိစာအုပ်နဲ့ပတ်သက်တဲ့စာအုပ်ပဲဖြစ်ဖြစ်အမျိုးမျိုးပေါ့ဗျာကဘာကြီးရမြမကြီးရကိစ္စတွေရှိတယ်ဒါကိုကျွန်တော်တို့အပတ်စဉ်ကြာပြီးနေတိုင်းတယောက်ကခေါ်ပြောတယ်ကျန်တဲ့လူတွေအားလုံးကဝိုင်းဝန်းပြီးတော့အကြံပြုကြတယ်ဖြစ်ဆက်ဆွေးနွေးကြတယ်ဒါတွေလုပ်ပါတယ် အဲ့ဒီအခြေလက်တွေကိုစုပြီးတော့ကျွန်တော်တို့ဒီ manifesto ကိုစဉ်းစားခဲ့ကြတာဖြစ်ပါတယ်တော်လို့ဆိုကျွန်တော်တို့ manifesto မှာတော့ပူဝါရဆိုင်ရာ28ချက်ပါတယ်ဗျဥပမာ ပြားကဝေးဆိုင်ရာပူဝါရလူညွေးဆိုင်ရာပူဝါရလာတိုင်းသားဆိုလူညွေးဆိုင်ရာပူဝါရလူငယ်ဆိုင်ရာပူဝါရအမျိုးသမီးဆိုင်ရာပူဝါရအချင်းချင်းမှုဆိုင်ရာပူဝါရစသည်ဖြင့်ပေါ့ဒါတွေကျွန်တော်တို့အသေးစိတ်ဆွေးနွေးထားပါတယ်ဒီ manifesto စာအုပ်ထဲမှာတော့အကျင့်ပဲခေါင်းစဉ်လောက်ပဲပါတာပေါ့ဟိုတခုချင်းအကျဲအောက်ကဘယ်နည်းပဲပုံအကောင့်တွေပုံမယ်ဆိုတော့ ကျွန်တော်တို့တစ်ခုချင်းတစ်ခုချင်းကျွန်တော်ဆောရတော့ကျွန်တော်ရှင်းသွားမှာဖြစ်ပါတယ်အင်တာဗျူးလဲကျွန်တော်လုပ်ပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ manifesto ကအတွေးသက်သက်ပုံပဲနဲ့တကယ်အကောင့်တွေဖော်လို့ရတဲ့အချက်လက်တွေအကောင့်တွေဖော်ရအောင်မှအချိန်ကတ္တချက် time frame နဲ့ဘယ်ဒီပဲပုံအောင်မြင်အောင်အကောင့်တွေဖော်မယ်ဆိုတာကိုဒါကျွန်တော်စတဲ့ကြလေ့လာသုံးသပ်ထားတဲ့ manifesto တစ်ခုဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်